ကွန်ကိုရသမင်းမိုးလေး900ပြည့်တောင်ပြည့်ပြည့်ဆုံးခဲ့ပါလားကွာခင်ဗျာလေးချီရလဲကောင်းလက်တီရလဲကောင်းဘာလို့တောင်းစားရလဲဗျာကိုရအရင်ကအောင်မြင်ခဲ့ပါတယ် ကယ်တင်ပြီးတော့မဆက်သွားပြီးတော့ပတ်စံလေးတုံးချုံမီလို့ခုလိုတောင်းစားတဲ့ဘဝရောက်သွားတာပဲကိုကြီးကအော်ပြီးတော့ဗျာလူတွေဆိုရတဲ့ဒါရယ်ဖြစ်လေဖြစ်တတ်ရှိတဲ့သဘာတရားပါပဲဒီလိုလို့ဗျာဟုတ်ကောကျွန်တော်ကလည်းအခုမှနိုင်ငံခြားပြန်လာတာဆိုတော့ကျွန်တော်ကလူတွေကိုကူညီချင်နေတာဗျာကျွန်တော်ကြောင့်လူတွေပြောင်းလဲသွားမယ်ဆိုကျွန်တော်ကကျင့်တတ်တယ်ဒါတော့ခင်ဗျားကလည်းခြေရက်လည်းကောင်းလက်ရက်လည်းကောင်းဆိုခင်ဗျားကြီးတဲ့ဘဝမှာလှုပ်ရှားလို့အများကြီးရတယ်ဗျာ အဲ့ဆိုရင်ကျွန်တော်ကူညီမယ်ဆိုရင်ခင်ဗျာပြောင်းလဲမှာလားမဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူးလေကွာဒီနေ့ကူညီမယ်ဆိုတော့ကိုကြည့်ဦးတင်ပါတယ်ဒါမဲ့စေနာဆိုတာလူရမ်းနဲ့မတန်ပါဘူးကိုညီရဒီမှာဗျကြုတ်ပြောပြမယ်တချို့လူတွေကလေစေတနာလူတိုင်းမတန်ဘူးလို့ပြောတဲ့သူတွေကသူတို့ကူညီလိုက်တဲ့သူပြောက်ပေါ်မှာသူတို့ရဲ့ဂျောင်းပြန်ဟတ်တယ်လို့ပြောမယ်သူတို့ရှိတာပြန်မျောလင်းတာဗျာ ကျွန်တော်ကြအဲ့လိုလူတွေကကျွန်တော်မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ခမ ्या ကိုကူညီလိုက်ဗျာခမ ्या ပြောင်းလဲသွားပြီဆိုရင်ကျွန်တော်ဂျင်းနေပြီဒါကျွန်တော်ရဲ့တကယ်ဖြူစင်တဲ့ပြဿနာတရားကိုကျွန်တော်ပြောပြပြတာအဲ့တော့ခမ ्या ကိုကျွန်တော်ကူညီမယ်ခမ ्या လက်ခံပေးမလားကူညီရကိုယ့်ကိုဘယ်လိုကူညီမှာလဲအဲ့ဆိုရင်ဒီလိုလုပ်ဗျာကျွန်တော်ခမ ्या ကိုပတ်စံ၅သိန်းပေးမယ်ဆိုရင်ခမ ्या ဘာလုပ်မလဲပတ်စံ၅သိန်းဆိုရတော့ကိုညီဒီကကြည့်မှာ ။မလုပ်လို့ရမှာ။လူဆိုတာဒီနေ့တေမမမတိမရက်မတိမမမတိ။အဲ့တော့ပတ်စံ၅သိန်းရရင်တော့ကောမတိခင်လေး။အစင်းတိုင်းရှိတဲ့ကောင်မလေးတယောက်လောက်ခိုးပြီးတော့တေဟုတ်ကမှတညလောက်တော့အိတ်ပလက်ချင်တာပေါ့ကွာ။ဟမ်။အေးအေးပေါ့အေးပေါ့အေးပေါ့။အေးပေါ့ပတ်စံ၅သိန်းရတယ်ဒီခေတ်ကြီးခါနဲ့ကြတော့လည်းဟုတ်ပါတယ်။ဒါဆိုဒီလိုလို့ဗျာ။ပတ်စံ၅သိန်းမဟုတ်ဘူးကျွန်တော်ခင်ဗျားကိုသိန်း50ခုနေပေးမယ်ဆိုရင်ခင်ဗျားဘာလုပ်မှာလဲ။ဟုတ်တယ်သိန်း50ငါ့ဘု သိန်း90လောက်ရရင်တော့ကိုညာဖုန်းလေးတလုံးတော့ဝေရင်တော့အော်တည်ပြီဗျာခမရကျွန်တော်အဲ့ဖုန်းလေးဝယ်ပြီးတော့ online shop မှာကျွန်တော် online လေးလုပ်ပြီးတော့ရောင်းမယ်ဆိုတော့ပစ္စည်းလေးတွေကိုအဲ့ချင်တော့မရောက်ဘူးလေကိုညာဟိုသိန်း90ဆိုတော့ iPhone တလုံးတော့မှဒီခကြီးမှာသိန်း80 80ပေးနေရတယ်သိန်းတရာကျော်တန်းရှိရလေဟာလဲဟုတ်တာအဲဖုန်းလေးတလုံးတော့ရပြီဆိုတော့အရင်တော့ဆိုရင်အကိုကတငယ်ချင်းတွေစီကိုတွားပြီးတော့တကူတာကောင်မလေးတွေဘယ်မှာရှိလို့ ပဲမခါပြီးသွားမေးရတာကိုဖုန်းလေးပါလဲရှိတော့ဖုန်းဆက်လိုက်ရုံပဲလူမပဲမတော့ဘူးပေါ့အဲ့လိုအဲ့လိုအဲ့လိုမေးရင်တော့ပါဖုန်းဆက်ပြီးတော့ကမလေးတွေခေါ်မှာအဲ့ပေါ့အဲ့ပေါ့ဒီပေါ့ဟိုပေါ့음350ရတယ်ဟုတ်ပါတယ်သူတော့ဘာမှလုံးမရသေးဘူးဆိုတော့အာဒီလိုလုပ်ပြကျွန်တော်တိန်100ပေးမယ်ဆိုရင်ခင်ဗျာဘာလုံးပါလဲတိန်100တိန်100ဟုတ်တယ်တိန်100 ေးတယ်ဆိုရင်တော့ဆိုင်ကလေးတစ်စီးလောက်တော့လိုချင်တာပေါ့ကိုကြီး။ဩဆိုင်ကယ်ဆိုင်ကလေးဝယ်ပြီးတော့ဒလီဘာကြီးလောက်အဲရတဲ့ပတ်စံလေးစုပြီးတော့ဘဝတော့တိုးတက်အောင်လုပ်မယ်ဆိုပါတော့။ဟုတ်ပါဘူး။ဟုတ်ကဲ့။ဟုတ်ကဲ့။အဲ့ကောင်မလေးရှိတဲ့နေရာကိုသွားမယ်ဆိုရင်အခုကအိုပိုင်းဆိုင်ကယ်မရှိတော့အိုဝင်ငှားလိုက်တက်စီစီးသွားလိုက်ဘိုင်းကားနဲ့လိုက်သွားလိုက်အဲ့လိုသွားနေရတော့အပေါ် ဈေးတွေကုန်သွားပေါ့ကွာကိုပန်းဆိုင်ကလေးလဲဆိုတော့ကောင်မလေးတွေရှိတဲ့နေရာကိုအလိုတကူသွားလို့ရတာပေါ့ဩဆိုင်ကယ်ရရင်ကောင်မလေးယူအလဲတကူသွားမှာဟမ်ကွာအင်းအင်းအင်းဒီပေါ်ကိုခင်မသိမ့်တရားဆိုတာလဲဘာမှတော့လုံးလို့မရဘူးဗျာဒါဆိုရင်ခင်ဗျားကိုကျွန်တော်နောက်ဆုံးခွင့်ပေးမယ်ဗျာခင်ဗျားကိုကျွန်တော်သိန်း900ပေးမယ်ဆိုရင်ခင်ဗျားမဲလုံငါစပြီးလုံပါတင်900လားတင်900ဟုတ်တယ်อืมတင်900ဆိုရင်တော့ မန်းလေးတစ်မျိုးလုံးမှာရှိတဲ့ကောင်မလေးတွေအယောက်တရာလောက်ခေါ်ပြီးတော့ခန်းခန်းထဲမှာတစ်ကောလုံးကိုလုံးတွေချုပ်ခိုင်းပြီးတော့ကိုကြီးကလည်းကိုလုံးတွေချိုးပြီးတော့တညလောက်တော့အိတ်ကြည့်နေတာပေါ့ကိုကြီးကမရပါဘူးမရပါဘူးမရပါဘူးညလုံးမမရပါဘူးကျွန်တော်ကျွန်တော်တော့မဟုတ်လေကိုကြီးကျွန်တော်ကပုံကြီးဆိုတော့ကိုကြီးကိုကြီးနဲ့ဆိုစေတနာကလေးတန်းနဲ့ထိုက်တန်နေစေမတန်ခမရလေး စေတနာပဲတော့မှလူလိုက်မထိုင်အဲ့ဒီမှာမထိုက်တယ်မှာခင်ဗျာပါရည်သိလားခင်ဗျာရဲ့တနာစိတ်ကလေဟိုးအထုတ်ထိုက်ရောက်နေအဲ့တော့ခင်ဗျာဆက်ပြီးတာတောင်းနေလိုက်တော့ကျွန်တော်သွားတော့မယ်ဟုတ်ပြီလားနော်တက်ဆက်တာဆက်တာကြားပါလေကိုညီဒီဒါနဲ့ဟိုခါနေတာဒီကိုညီရဲ့ဖုန်းနံပါတ်လေးကိုယူပေးခဲ့ပါလားကျွန်တော်ဖုန်းနံပါတ်ခင်ဗျာဘာလို့မလို့ဟောကိုရဟောလေနှလုံးတီထိုးထားရယ်လေ 嗯、老弟，包也快呀，看你又喊他苦地钱了。哎呦，我，气大个！哈哈哈哈哈！